ားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏလေးတော့ Written English Unit 2 Present Simple ရဲ့ Present Continuous Tense ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်အစကတော့ဒီ tense အခြေခံ tense မျိုးကိုတစ်ခုချင်းစီလိုက်ကျွန်တော် CD slide demo ကျွန်တော်စီစဉ်ခဲ့တာသို့တော်ညာလည်းဒီ tenses တွေကတစ်ခုချင်းလေ့လာတာထက်ကိုနှစ်ခုနှစ်ခုတွဲပြီးတော့မှလေ့လာတာကပုံမှန်ထိရောက်တာကိုတွေ့ရတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင် present simple ရယ် present continuous ရယ်ဖြစ်ဖြစ် present perfect ရဲ့ဒီ person perfect ပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးနှစ်ခုနှစ်ခုတွဲပြီးတော့မှမှတ်တာကပို့ပြီးတော့မှလည်းထိရောက်တယ်ပို့ပြီးတော့မှလည်းမှတ်မိတာကိုတွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်ဒီ present simple ရဲ့ present continuous tense ကိုမခွဲတော့ဘဲနဲ့ကျွန်တော်ဒီ to see grammar အတွက်လည်းဆင်ပြအောင်တခြားဒီ greeting ကျောင်းသားတွေမဟုတ်ဘဲနဲ့ eleven ပဲဖြစ်ဖြစ်ထွဲပဲဖြစ်ဖြစ်တခြားဒီ tenses တွေကိုလေ့လာကျင်တဲ့လူတွေပဲအတွက်ပဲဖြစ်ဖြစ်အားလုံးအဆင်ပြေသွားအောင်ကျွန်တော်ကတပေါင်းတစည်းတည်းတစ်ချက်ခုနှစ်ချက်ပြည့်စုံလိုက်တာဖြစ်တယ်။ဒါကြောင့်မို့ဒီ 2C grammar အတွက်မဟုတ်ဘဲနဲ့တခြားပြင်ပကလေးလာကျင်တဲ့သူတွေတွေ့ရောအကျိုးတစုံတရာရှိလိမ့်မယ်လို့မျိုးလဲပါတယ်။ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာလေးကိုစလိုက်ကြရအောင်။ပထမဦးဆုံးသင်ခန်းစာလေးကိုမစခင်ကျွန်တော်ဒီ present simple နဲ့ present continuous tense နဲ့ပတ်သက်ပြီးတော့မှ knowledge test လေးကျွန်တော်လုပ်ချင်ပါတယ်။ခက်ခဲလေးမဟုတ်ပါဘူး။ကျွန်တော်တို့စလိုက်ကြရအောင်။ I work in an office. ဒီ sentence က present simple လား 89 newers လားခဏလောက်စဉ်းစားပြီးတော့ဖြည့်ပေးပါဟုတ်ကဲ့ပါဒီ setting ဟော present simple okay, well. ဖြစ်ပါတယ် okay next မှန်နေစင်တော့ congratulations မှာ it is not raining ဒီ setting ကရော present simple လား present continuous လား yes that's right present continuous ဖြစ်ပါတယ် congrats ပါ next sentence tom was very hurt ဒီ setting ကရော present simple လား present continuous လား Yes, present simple the ဖြစ်ပါတယ်။နောက်တစ်ချက်ကိုကြည့်ကြအောင်ဆို eh? Where are they going? Is this present simple or present continuous? Yes, that's right. Present continuous ဖြစ်ပါတယ်။ eh? Next, I don't watch TV very often. Is this present simple or present continuous? Yes, present simple ဖြစ်ပါတယ်။ eh? Next, I'm not ready now. Present simple or present continuous? Yes, this is also present continuous ဖြစ်ပါတယ်။ Nice. The last one. Do you play guitar? Yes, the sentence is present simple ဖြစ်ပါတယ်။အားလုံးမှန်တယ်ဆိုတော့ congratulations မှာဒီအားလုံးမှန်တယ်ဆိုရင် present simple နဲ့ present continuous ရဲ့ verb form လေးတွေကိုသိလိမ့်မယ်လို့မျှော်လင့်တယ်။နောက်ဆိုရင်နောက်တစ်ခုတော့ကြောင်းဆို Which of these sentences are correct? အောက်မှာပေးထားတဲ့ဘယ်စာကြောင်းတွေကဘယ်ဝတ်ကြတွေအမှန်တယ်လဲ။ဆက်လို့ကြည့်အောင်။ Only present simple tense can be used to talk about the future. အနာဂတ်အကြောင်းကိုပြောဖို့အတွက် present simple tense တစ်ခုတည်းကိုတာသုံးလို့ရတယ်တဲ့ဒီစတင်ကမှန်တယ်လို့ထင်လား present simple ကိုကျွန်တော်တို့ future အတွက်သုံးလို့ရတယ်လို့ထင်လားကျွန်တော်ဒီမှာဆိုလိုတာက present simple နဲ့ present continuous tense နှစ်မျိုးမှာ present simple တစ်ခုတည်းကိုပဲ future အတွက်သုံးလို့ရတယ်တဲ့ဒီကမှန်လားမမှန်ပါဘူးခင်ဗျာ next only present continuous tense can be used to talk about the future present continuous tense တခုတည်းကိုသာ future အတွက်သုံးလို့ရတယ်တဲ့ဒါမှန်လားစဉ်းစားကြည့်ပေးပါဟုတ်ကဲ့ဒါလည်းမှန်မှန်ပါဘူးခင်ဗျာဘာကြောင့်မှန်မှန်တာလဲဆိုတော့ကျွန်တော်နောက်ကျွန်တော်တို့ဒီသင်ခန်းစာကိုလေ့လာတဲ့အခါတိမှာပေါ့နော် neither present simple nor present continuous tense can be used to talk about the future အနာဂတ်အကြောင်းကိုပြောဖို့အတွက် present simple ကိုလည်းသုံးလို့မရဘူး present continuous tense ကိုလည်းသုံးလို့မရဘူးတဲ့ it is sentence right ဒီစတဲ့ကမှန်လား ဒါလည်းပဲမမှန်ပါဘူးခင်ဗျာနောက်ဆုံးတစ်ခု both present simple and present continuous tense can be used to talk about the future အနာဂတ်ကြောင်းကိုပြောဖို့အတွက် present tense ရော present continuous tense ကိုရောကျွန်တော်တို့သုံးလို့ရတယ်တဲ့ဒီစနစ်မှန်လား yes it's right နောက်ဆုံးတစ်ခုပဲမှန်ပါတယ်ကျွန်တော်တို့ဒီဘာကြောင့်မှန်တယ်ဘာကြောင့်မှားတယ်ဆိုတာကိုတော့သင်ခန်းစာထဲမှာပဲကျွန်တော်တို့စတင်ကြရအောင်အဲ့တော့ဒီ present simple နဲ့ present continuous tense နှစ်မျိုးလုံးကိုတော့ future tense တွေသုံးလို့ရတယ်ဆိုတာလေးကိုတော့မှတ်ထားပေးပါဒါဆိုရင်ကျွန်တော်တို့ present simple နဲ့ present continuous tense verb form လေးကိုအရင်ဒီလာကြည့်ကြအောင် verb form present simple မှာကျွန်တော်ဒီမှာကတော့ကျွန်တော်ဒီ work ဆိုတဲ့ verb ကိုပဲကျွန်တော်နမူနာဖြစ်သုံးထားတယ်ပေါ့နော် present တပတ်က present simple တပတ်က present continuous i work you work we work they work စသဖြင့်ဒီပြင်ပေါ့နောက်တော့ plural subject တွေ subject အများ verb အများသုံးထားတာဒီကတော့ကျွန်တော် create ထည့်ရောက်လာပြီဆိုတော့ ဒီစင်ကိုတော့သိလိမ့်မယ်လို့ထင်တယ်အဲအ ਨੇ တွေဖြစ်ကြတဲ့ he she it ဆိုရင်တော့ he was she was it was idea ကတော့ the machine တို့ computer တို့အစရှိတဲ့ပြင်ပေါ့နော် electronic device တွေသုံးလို့ရတယ်ဒီနေရာမှာတော့ကိုကိုမောင်မောင်ဦးတော်တခြားသူတွေဖြစ်နိုင်တယ်ပေါ့နော် present continuous ဆိုရင်တော့ I'm working, you're working, we are working, they are working. He is working, she's working, it is working ပဲဖြစ်ပါတယ်။ The present simple present continuous tense ဒီ verb ပုံစံကတစ်ခါတော့ပုံမှန်တိုင်းပြောမယ်ဆိုတော့ verb 1ပေါ့ဗျာ။တစ်ခါတော့ MS server file ng ဒီနေ့ဖြစ်ပြောမှာဆိုရင် that to be plus file ng ပေါ့เนาะဒီ test နေကိုအလွယ်ခွဲနည်းကိုလည်းကျွန်တော်ပြောနေကြတာတော့ continuous ဆိုရင် continuous ဆိုရင် ing ပဲ continuous ing ပဲ file ng ing ပါအောင်မယ် ing ကသူတယောက်တည်းရက်တည်လို့မရအောင်သူတစ်ခုတည်းရက်တည်လို့မရအောင်အကူကရိယာခေါ်ရတယ်အကူကရိယာ that to be ကိုခေါ်ရတယ် that to be က BMS server ဝတ်ဝယ်ရှိတယ်တို့တော့ညာလေကျွန်တော်တို့က present continuous ဖြစ်တဲ့အတွက် MSR ကိုတုံးရမယ်ကျွန်တော်တို့ဒီလိုမျိုးပြောလို့ရှိတယ်ပေါ့နော်အဲ့တော့ကိုစင်ပြင်းနေနည်းနဲ့မှတ်ပါ continuous ဆိုတာနဲ့ buffer အကြီးပါရမယ်အဲ့တော့ present ဆိုတော့ MSR တစ်ခုခုကိုတုံးအောင်ပါပေါ့ I ဆိုတော့ am တုံးတယ် you ဆိုတော့ are we ဆိုတော့ are they ဆိုတော့ are he is working she is working it is working ဒါကတော့ affirmative sentence ပေါ့ဗျာပုံမှန်အဖြစ်ဒါ positive sentence တွေပေါ့ okay negative sentence ဆိုရင်ကိုကျွန်တော်တို့က present simple ကို negative လုပ်ချင်တယ်ဆိုရင် do your desk do your desk ရေကိုဒါ auxiliary verb နှစ်ခုကိုခေါ်ပြီးတော့မှအနောက်မှာ not ထည့်ပေးရတယ်ပေါ့နော် he doesn't work ရှေ့ကောက်ကတော့ he does not work မေးခွန်းဆိုရင်လည်းကျွန်တော်တို့ကဒီအကူကိရိယာကိုခေါ်ပြီးတော့မှမေးခွန်းလုပ်ရတယ် he ဆိုတဲ့ singular subject ကြောင့်မို့ desk ကိုခေါ်ပြီးတော့မှ desk work လို့လုပ်ရတယ်ဒီ present continuous ကတော့လွယ်တယ် verb to be နဲ့ရေးထားတဲ့အတွက်အငြင်းလုပ်ချင်ရင်ကျွန်တော်တို့ကဒီ auxiliary verb ရဲ့အနောက်မှာ not ထည့်ရုံပဲ isn't or is not မေးခွန်းလုပ်ချင်လဲလွယ်တယ်ကျွန်တော်တို့ကဒီ back to view ကိုအရှိကိုထုတ်လိုက်တာ ਨੇ မေးခွန်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့တချို့ကဒီဇာတ်လေးကိုလွယ်တယ်ဆိုပြီးတော့မှအစလိလာတဲ့လူတွေကလည်းအလေးမထားကြဘူးတကယ်တော့ဒီအခြေခံကဒီအုတ်မြစ်က descent d table ကြီးပဲဖတ်ပုံစံကိုနားလည်မှကျွန်တော်တို့တခြား text အနေနဲ့လည်းမရောမထွေးကျွန်တော်တို့မှတ်နိုင်ပါအကယ်၍ဒီဟာကိုကြည်ကြည်လည်လည် မလိကျက်ထားဘူးဆိုရင်နောက် tense အနေနဲ့ရောနိုင်တယ်။ဒါကြောင့် present simple ဆိုရင် verb 1 uu အ ਨੇ ဆိုရင်တော့ဒါ SES တွေပါတယ် singular verb တွေကိုသုံးရမယ်။ present continuous ကတော့ imperfect ing ဒီလောက်ကိုတော့ကျွန်တော်တို့ကဟိုမှတ်ထားရမယ်။ and great ten ရောက်လာပြီဆိုတော့ဒီအဆင့်ကိုတော့ကျွန်တော်တို့တိလောက်ပြီလို့လည်းကျွန်တော်ယူဆရပါတော့။ဒါကြောင့်မို့ subject verb မှာကျွန်တော်တို့က verb တွေဒါ subject နဲ့ဆိုရင် verb နဲ့ subject နဲ့ဆိုရင် verb နဲ့သုံးမယ်။ present continuous မှာတော့ subject နဲ့ verb to be နဲ့ verb finding နဲ့ပေါ့နော် verb to be ကိုလည်းကျွန်တော်တို့က subject အနေနဲ့လိုက်ကြည့်ပြီးတော့မှ relevant ဖြစ်အောင်သုံးအောင်ပါပေါ့နော်ဒါဆိုရင် verb ပုံစံကိုနားလည်ပြီလို့ထင်တယ်နားမလည်တဲ့လည်းဗီဒီယိုလေးကို pause လုပ်ပြီးတော့မှကြည့်ညစ်အောင်ကျွန်တော်လေ့လာစေချင်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ present simple နဲ့ present continuous က the differences ဘာတွေကွာခြားတယ်လဲသူကြည့်ကြအောင် differences between these two tenses the tense နှစ်ခုကြာကွာခြားမှုတွေ ီ example sentence တွေကကျွန်တော် text တွေကအတိုင်းယူထားတာ text ထဲမှာတော့အပေါ်အောက်ရေးထားတဲ့ပုံတော့ကျွန်တော်ကဒီမှာချိန်ထိုးပြီးတော့မှဒီနိုင်ရှင်ပြီးတော့မှကြည့်လို့ရအောင်လို့ဇာတ်ထဲမှာထည့်ထားတာဖြစ်တယ် the fact of present simple the fact of present continuous okay my cousin has brown eyes ကျွန်တော်ဝန်ခွဲမှာတဲ့အညောမျိုးလုံးတွေရှိတယ်တဲ့အဲ့တော့တရားက a fact that is always true အမြဲတမ်းမှန်ကန်တဲ့အမှန်တရားအမြဲတမ်းမှန်ကန်တဲ့အချက်လေ သူ့မှာမျက်လုံးအညိုရောင်ရှိတယ်ဆိုတာဒီပြောင်းလဲဖို့အရေးပြောင်းလဲဖို့ရည်ရွယ်ချက်လည်းမရှိဘူးပြောင်းလဲမှလည်းမဟုတ်ဘူးအဲ့တော့အများတမ်းမှန်ကန်နေတဲ့အမှန်တရားကိုကျွန်တော်တို့က present simple နဲ့ပဲသုံးရတယ်တစ်ဖက်ကကြည့်ရအောင် you you can answer the phone you you phone မကင်နိုင်ဘူးတဲ့ she is having a bath သူဟာသူ့မှာရေချိုးနေတာတဲ့အဲ့တော့ is having ဆိုတဲ့ present continuousity an activity that is happening now ယခုစကားပြောနေစမှာ ဖြစ်ဖြစ်နေတဲ့ activity ကိုပြောချင်ရင် present continuous နဲ့သုံးရတယ်ပေါ့နော် ဟုတ်ကဲ့ next i live in a flat near the city center မြို့လယ်နာကဒီ flat တိုက်ခန်းတစ်ခန်းမှာကျွန်တော်နေတယ်တဲ့ဒါက current situation current ကိုကျွန်တော်တို့ကရောနိုင်တယ် now နဲ့ရောနိုင်တယ်သူကလက်ရှိအခြေအနေကိုပြောချင်တာလက်ရှိအခြေအနေသူ तू က live ဆိုတဲ့ verb 1နဲ့ရေးထားတဲ့အတွက် present simple နဲ့ရေးထားတဲ့ तू ကပြောင်းလဲဖို့သူ့မှာရည်ရွယ်ချက်မရှိဘူး။နောက်ပြောင်းလဲမှလည်းဟုတ်ဘူး။ဒီမှာ तू အများနဲ့နေနေတယ်ဆိုတော့တဘောပေါ့နော်။ဒါကြောင့်မို့ဒါကို present simple နဲ့ပဲရေးရတယ်။တစ်ဖက်ကလေ့လာကြည့်ရအောင်။ I'm living with friends until I find a place of my own ကျွန်တော်ရဲ့ကိုယ်ပိုင်နေရာလေးကိုမရှာတွေ့သေး၍ကျွန်တော်တငယ်ချင်းတွေနဲ့ကျွန်တော်နေနေတာတဲ့ဒီမှာ but to be blessed ဘာဖြစ်လဲ present continuous ဆိုတော့ဒါကယာကြီးအားဖြင့်မြဲယာကြီးအားဖြင့်မဲနေတာ a temporary activity သူက changes လုပ်ဖို့သူ့မှာရည်ရွယ်ချက်ရှိတယ်အခုလိုယာကြီးပဲနောက်ပိုင်းသူပြောမယ်ဆိုတော့ဗောဒီလိုမျိုးယာကြီးခြေနေတွေကိုပြောကြည့်ရင်ကျွန်တော်တို့က present continuous နဲ့ပြောရတာနောက်တစ်ခု and sometimes stay up tell midnight ကျွန်တော်တကောင်အထိ stay up ဆိုတာမအိပ်ဖဲနေတာကိုပြောတာမအိပ်ဖဲနေသူတစ်ခါတည်းရညတကောင်ဒီမအိပ်ဖဲနေတယ်တဲ့ဒါက habitual action သူ့ရဲ့အလေးထားသူ့ရဲ့ဇဲကိုပြောနေတာအဲ့တော့အလေးထားတဲ့ဇဲတီကိုပြောချင်ရင်လည်းကျွန်တော်တို့ present simple နဲ့ပဲသုံးတယ်တစ်ဖက်ကကြည့်အောင် we are meeting at 1 pm outside the restaurant ဒီနေ့မှာ our meeting ဆိုတာဒီနေ့မှာ present continuous ကတွေ့နေကြသည်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးတွေ့ကြမယ်ဆိုတဲ့အဓိပ္ပာယ် a planned future arrangement season ထားပြီးတော့ စီစဉ်ထားပြီးသားအနာဂတ်အစီအစဉ်တွေကိုပြောတာကိုဆုံးဖြတ်ထားပြီးသားအနာဂတ်မှာမဘလုပ်မယ်လို့ဆုံးဖြတ်ချက်ချထားပြီးသားအစီအစဉ်မျိုးကိုကျွန်တော်တို့က present continuous tense နဲ့တုံးလို့ရတယ်လုပ်မယ်လို့ဆုံးဖြတ်ပြီးသားလုပ်မယ်လို့တေချာပြီးသားဖြစ်မယ်လို့ဆုံးဖြတ်ပြီးသားဖြစ်မယ်လို့တေချာပြီးသားကိစ္စတွေ a planned future arrangement decided လို့ပြီးသားပေါ့နော်ကိုဆုံးဖြတ်ပြီးသားကိစ္စတွေမျိုးမှာကျွန်တော်တို့က present continuous tense နဲ့တုံးလို့ရတယ်ဒီနေ့အပြင်ပြောမယ်ဆိုရင်ဒါဒီ future အတိတ်ပဲနဲ့တုံးတာပဲဖြစ်တယ် ဒါဆိုရင်တော့ present simple နဲ့ present continuous တက်ဆိုတာဘယ်လိုပေါ်ချရလဲဆိုတော့အနေငယ်တော့ကျွန်တော်တိလောက်ပြီးလို့ထင်တယ်။ Okay. နောက် slide တစ်ခုကိုကြည့်ကြအောင်ဆို။ present simple နဲ့ present continuous ဒါကကျွန်တော်ဒီ YouTube မှာတွေ့တဲ့ Rebecca tenses တွေသင်တဲ့ဒီ Rebecca လေးကနေကျွန်တော်ယူထားတာပေါ့နော်။ဒါအယူအဆဆုံးဝန်ခံတာပါ။ I live in this I live in this apartment. မာဒီတက္ကမနေနေတာတဲ့။ဒါဒီ permanent တဘောဖြစ်တယ်။သူ့မှာပြောင်းလဲဖို့ရည်ရွယ်ခြင်းမရှိဘူး။ ူအမြဲတမ်းနေမယ်ဆိုတဲ့ဘော present simple နဲ့သုံးတာ I'm staying at a hotel ဟိုတက်တခုမှတဲခုံနေတယ်ဆိုတာဒီယာယီတဘောအဲ့တော့အမြဲတမ်းမှန်ကန်နေတဲ့အမှန်တရားမျိုးအမြဲတမ်းဖြစ်မဲ့ကိစ္စမျိုးတွေမှာ present simple ယာယီအဖြစ်ပြောကြည့်ရင် present continuous he plays the guitar သူဂီတာတီးတယ်တဲ့ဒါ general တဘောတဲရပြောတာရေပွင့်ချုံပြီးတော့မှပြောတာသူအခုဂီတာတီးနေတာမဟုတ်ဘူးသူသူ့ရဲ့တဘောတဘောကိုပြောချင်တာပေါ့နော်ဒါမျိုးဆန်လဲကျွန်တော်တို့က present simple သုံးတယ်. He is playing the guitar now. သူအခုဂီတာတီးနေတာဒါကတော့အခု ဒီလောလောလတ်လတ်စကားပြောနေစမှာသူလုပ်နေတဲ့ activity ကိုပြောချင်တာပေါ့နော် he is playing the guitar now now မပါရင်လည်းဒီ tense နေကျွန်တော်တို့က present continuous ဆိုတာသိရမယ် we watch the news at 9 pm ည9:00မှာကျွန်တော်တို့ tv ကြည့်တယ်တဲ့ဒါက routine တဘောပဲတိတိကျကျပြောမှာစင်ဒါလည်း habitual တဘောပဲသူ့ရဲ့အလေးအထားတွေသူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပြောချင်ရင်လည်း present simple နဲ့သုံးတယ် we are watching the news ကျွန်တော်တို့ tv sorry သတင်းကြည့်နေတာတဲ့ now ဒါကတော့အခုသတင်းကြည့်နေတာလို့ပြောတာ သူတို့နေ့တိုင်းကြည့်ချင်မှကြည့်မယ်သို့တော့အခုကတော့သူတို့သတင်းကြည့်နေတာဖြစ်တယ်သူတို့ယာယီအပြင်စကားပြောနေစမှာလှုပ်ဆောင်နေတဲ့ကိစ္စမျိုးပြောချင်တယ်ဆိုရင် present continuous ကိုသုံးရတာဖြစ်တယ်နောက်တစ်ခု the sun sets and the worst နေရာအနောက်ဘက်အနောက်ရက်မှာဝင်နေတဲ့ဒါက fact ပဲပြောမယ်ဆိုရင်တော့ general truth ပဲအမှန်တရားကမ္ဘာတည်ရဲ့အမှန်ကန်နေမဲ့အမှန်တရားမျိုးဒီလိုမျိုးအချင်းရတယ်ဒီလိုမျိုးအကြောင်းရတယ်ဆိုရင်ကျွန်တော်တို့က present simple နဲ့ပဲသုံးရတယ် ။တစ်ဖက်ကကြည့်ရအောင် present continuous မှာ look ကြည်စမ်းကြည်စမ်းဆိုတဲ့အတွက်ကျွန်တော်ဒီ exclamation exclamation mark လေးပါတော့ဒေးထားမယ်။ look to listen to နော်စကြည့်တဲ့ပြင်ဒီလိုမျိုးပါလာတယ်ဆိုရင်ဒါ present continuous ပဲ။တစမ်းနဲ့ setting ကြည်စမ်းမှာနေဝင်နေတာလို့ပြောတာဖြစ်တယ်။အဲ့တော့စကားပြောနေစမှာနေရဝင်နေတာအခုဝင်နေတာလို့ပြောနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးကိစ္စတွေကိုလည်း present continuous နဲ့သုံးရပါတယ်။ဟုတ်ကဲ့နောက် slide ကိုသွားကြအောင်ဆို present simple နဲ့ present continuous the prices sorry the price rises every year နှစ်တိုင်းဈေးနှုန်းတွေကုန်ဈေးနှုန်းတွေတက်တယ်ဒါကရေဘုံကအပြင်ခြုံမှပြောတာနှစ်တိုင်းနှစ်တိုင်းဈေးနှုန်းတွေတက်တက်တာဒီတဘာဝပဲဒီအမျိုးသဘောတဘာဝတွေပြောခြင်းလဲကျွန်တော်တို့က principle ကိုသုံးတယ် the prices rising this year ဒီနှစ်မှာတော့ဈေးနှုန်းတွေတက်နေတာဒါက trend ကိုပြောတာနော်အဲရည်ရည်ချောင်းလိုက်လိုက်ပြီးတော့မှ changes ဖြစ်နေတာမျိုးပြောခြင်းတာ this year ကအဓိကပဲဒီနှစ်မှာဆိုတဲ့အတွက်နော်ဒါကနှစ်တိုင်း နှစ်တိုင်းတက်ချင်မှတက်မယ်ဒီနေ့ကတော့ तू ဈေးတက်နေတာလို့ तू ပြောတာဖြစ်တယ်နောက်တစ်ခု she always take the bus to အမြဲတမ်းပဲဘတ်ကားစီးတယ်ဒါကသူ့ရဲ့ habits ပဲသူ့ရဲ့ habitual action တွေပေါ့နော်ဒါကိုလည်း present simple နဲ့သုံးတယ် she is always complaining about the bus သူကဘတ်ကားနဲ့ပတ်သက်ပြီးတော့အမြဲတမ်းသူညှိညူနေတာပဲလို့ပြောတာဒါက negative habit ဒီလိုပဲပြောမယ်ဆိုရင်ကျွန်တော်ဒီဒီထက်ကိုအရင် grade 11အတွက်ကိုကျွန်တော် present test ၄မျိုးလုံးကိုကျွန်တော်တင်ထားပြီးပြီ present simple ရော present continuous ရော present perfect ရော present perfect continuous ရောအဲ့ဒီမှာကျွန်တော်ပြောခဲ့တယ်ဒီ present continuous ကို always လို့မျိုး effect တင်နေတွဲသုံးပြီဆိုရင်လွန်လွန်လွန်းနေဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့အဓိပ္ပာယ်ကအာသူ bus car နဲ့ပတ်သက်ပြီးမှအရင်ကသူအဲ complete လွန်းနေညညလွန်းနေလို့ပြောတာ newly form heaven လို့လည်းပြောလို့ရတယ်အရင်ကတော့ဒီ heaven ကမှဖြစ်မှမရှိဘူးအခုမှအစ်စ်ဖြစ်လာတဲ့ heaven မျိုးအခုလောလောဆယ်ဖြစ်လာတဲ့ heaven မျိုးကိုလည်းကျွန်တော်တို့က present continuous tense နဲ့သုံးတယ်။သူက annoying ဖြစ်စီတာမကောင်းတဲ့ကိုယ့်ကိုစိတ်ဒုက္ခစိတ်နှောင့်ယှက်ဖြစ်စီတာမျိုးပေါ့နော်။အဲ့လိုမျိုး habit တွေမှာ habituary ကိုကျွန်တော်တို့က present continuous tense နဲ့သုံးလို့ရတယ်။ I'm always forgetting these day ။ငါဒီနေ့အပိုင်းတည်းမှာအရင်ကမေ့လျော့တာမေ့လျော့နေတာပဲ။ဒါကအရင်ကတော့မမေ့ဘူး။အခုလောလောဆယ်သူမေ့လျော့နေတဲ့သဘောပြောချင်တာ။အပြင်သူက annoying ဖြစ်ရမယ် negative သဘောနဲ့သူကပြောရတာပေါ့နော်ဒါကိုလည်းကျွန်တော်တို့က present continuous နဲ့ပြောလို့ရတယ်ဒီအောက်ကနှစ်ခုကတော့ကျွန်တော်တို့ ဒီ true false လောက်ခဲ့တဲ့ knowledge test မှာ true false လောက်ဖြီးခဲ့တဲ့ဒီအကြောင်းအရာပဲပေါ့နော် the flight leaves at 7 pm လေယာဉ်က9နာရီမှာထွက်တယ်ဒါက schedule ပေါ့နော်ဒါမှမဟုတ်ထွက်မယ်လို့လည်းပြောလို့ရတယ်ကျွန်တော်ဘောလုံးပွဲတွေဘာတွေမှာဆိုရင်လဲ stars for one နဲ့ပဲရေးကြတာအမ် well start တွေဘာတွေမရေးဘူးနော် well begin တွေလည်းမရေးဘူး stars stars လို့ပဲရေးကြတာအဲ့တော့ schedule schedule ဖြစ်ဖြစ် schedule ဖြစ်ဖြစ်ထွက်လို့ရတယ်အဲ့တော့လေယာဉ်က ညနေ9:00နာရီမှာထွက်မယ်။ဒါမှမဟုတ်ထွက်တယ်။ဒါက schedule တို့ပေါ့ time table အချိန်စရိုက်နဲ့ပတ်သက်ပြီးတော့မှအစီအစဉ်တွေနဲ့ပတ်သက်ပြီးတော့မှဖြစ်နေတဲ့ကိစ္စမျိုးတွေကိုလည်းကျွန်တော် present simple နဲ့သုံးလို့ရတယ်။ဒါလည်းကျွန်တော် grade 11အတွက်သင်ခဲ့တဲ့သင်ခန်းစာထဲမှာကျွန်တော်ဒါကိုလည်းပါဝင်ပြီ။အဲ့တော့ဒီ test လေးမျိုးလုံးကိုတပန်းတစ်စီးတည်းလေးလာခြင်းနဲ့ဆိုတော့ဒီအဲ့ဒီ video လေးကိုတွားကြည့်ဖို့ကျွန်တော်ရဲ့ playlist ထဲမှာထည့်ထားပါတယ်။အဲ့တွားကြည့်ဖို့ကြံပြုပါတယ်။ တစ်ဖက်ကကြည့်အောင် the flight is leaving တော့ now ပေါ့နော်အာလေရင်ထွက်နေပြီလေရင်ထွက်ခွာနေပြီအခုဒါလေ engine စနေရောမှာပြေးလဲမှာတော့မှသွားရောမှာလေရင်ထွက်နေတဲ့ဘောပေါ့နော်ဒါကတော့အခုစကားပြုနေစမှာဖြစ်နေတဲ့ကိစ္စကိုပြောတာနောက်တစ်ခု the flight leaves at 7 pm tomorrow ဒီမှာ tomorrow ဆိုတာပါလေးကိုသတိထားပါ tomorrow ပါတဲ့တိုင်းရ future tense သုံးနိုင်မို့ဘူးလားဘာဖြစ်လို့ present ဖြစ်နေတာလဲဒါဒီလဲကျွန်တော်တို့က present simple ကို future တဘောအနေနဲ့သုံးလို့ရတယ်အဲ့တော့ကျွန်တော်တို့ two false လုပ်ခဲ့တဲ့ကိစ္စဒီ sentence တစ်ချောင်းမှန်တာပဲဒီ present pay ရော present continuous နှစ်ခုလုံးကို future အတိပဲနဲ့သုံးလို့ရတယ်ဆိုတာဒါပဲအဲ့တော့မနေ့ဖြန်လေရင်ကညနေ9:00နာရီမှာထွက်မယ်လို့ပြောတာဖြစ်တယ်။အဲဒီ present simple ကိုကျွန်တော်တို့က future အတိပဲနဲ့သုံးလိုက်တာဖြစ်တယ်။အဖက်က present continuous မှာလည်းဒီတိုင်းပဲ the flight is the flight is leaving at 7 pm tomorrow မနေ့ဖြန်9:00နာရီညနေ9:00နာရီမှာလေရင်ထွက်လိမ့်မယ်လို့ပြောတာ။ဒါဒီ ဒီ plan future arrangement လို့လည်းပြောလို့ရတယ်လို့ဒါဒီ future အတိတ်ပဲနဲ့သုံးတာ season ထားပြီးသားနော်ကိစ္စမျိုးတွေဆိုလည်းကျွန်တော် present continuous tense ကိုသုံးလို့ရပါတယ်တဲ့ဒါကတော့ present simple နဲ့ present continuous ရဲ့အဓိကကွာခြားချက်ပဲဖြစ်တယ် present simple က generate to တို့ habit တို့ schedule တို့ future အတိတ်ပဲနဲ့ဒီလိုမျိုးလုံးလုံးသုံးတယ်တစ်ပတ်က present continuous ရဲ့အဓိကအချက်ကတော့စကားပြောနေစဉ်မှာဖြစ်ပျက်နေရမယ့်အရာတွေက present continuous tense နဲ့သုံးရတယ်ပြီးရင်သူကယာယီသဘောဆောင်တယ် present simple ကတော့ ယာယီတဘောမဟုတ်ဘူးသူကအမြဲတမ်းမှန်ကန်နေတဲ့အမှန်တရားမျိုးကိုပြောနေတာဒီနှစ်ခုကတော့အဓိကကွာထားချက်ပဲဖြစ်ပါတယ်ဒါဆိုရင် present simple နဲ့ present continuous ဘာကွာသွားတယ်လဲဆိုတာကိုဒီအနေနဲ့အများတော့ဒေါ်ပေါက်တော့ပြီလို့ထင်တယ်ဒါဆိုရင်စစ်ကြည့်ကြအောင်ဆို verbs not often used in the present continuous present continuous tense မှာအများတော့အဖြစ်အသုံးမပြုတဲ့ verbs များဒါလည်းကျွန်တော်တို့လေ့လာထားဖို့လိုတယ်ကျွန်တော်တို့ကအတိတ်ဘယ်ကတော့ ဒီ present continuous tense ဖြစ်နေပေမဲ့ present simple နဲ့ပဲရေးရတဲ့ verb တွေရှိပါတယ်ဒါလေးလည်းကျွန်တော်တို့ကလေ့ကျင့်ထားဖို့လိုတယ်ပေါ့နော်ဒါဆိုကြည့်ကြအောင် some verbs are normally used in the present simple and not in the present continuous တချို့ verb တွေကိုတော့တဲ့ပုံမှန်အားဖြင့် present simple နဲ့ပဲသုံးတယ် present continuous နဲ့မသုံးဘူးတဲ့ here are some of them တို့တွေအချို့ကတော့ဒီမှာပါကြည့်ကြအောင် know suppose think understand such တွေပြင်ဒီလို verb တွေက mental process verb ကိုယ့်ရဲ့စိတ်အခြေအနေကိုပေါ်ပြတဲ့ verb တွေဒီလိုမျိုး verb တွေကိုကျွန်တော်တို့က present continuous နဲ့ရေးလို့မရဘူးဒါလေးကိုတော့မှတ်ထားမယ် i'm knowing လို့ရေးလို့မရဘူးဒါပေမဲ့ think ကတော့ and ဒီစဉ်းစားဒီနဲ့ဒီတွေးတော့ဒီရဲ့နှမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီ think ကတော့အဲငါစဉ်းစားနေရဆိုရင် i'm thinking လို့သုံးလို့ရတယ်ငါထင်နေရဆိုကိစ္စမျိုးဆိုတော့ i'm thinking လို့သုံးလို့မရဘူး i think ငါထင်နေဆိုတာမျိုးဆိုတော့ present continuous နဲ့သုံးလို့မရဘူးဒါကတော့လုံးဝ advance မှာနော် ဟုတ်ကဲ့နောက်တစ်ခုကြည့်ကြအောင်ဆို admire တော့ adore တော့ adore ဆိုတော့အဲ love someone very much ပေါ့နော်တယောက်ကိုတစုံတယောက်ကိုအရင်ချစ်တာ detest ကတော့မုန်းတာမုန်းတာမှာ hate ကိုသူကပုံမှအပြင်းတယ် detest ဆိုတာကယွန်ရှာမုန်းသီးတဲ့အဆင့်ဖြစ်တယ် hate မုန်းဒီ lack ကြိုက်ဒီ respect တို့ဒီလိုမျိုး verbs expressing feelings ကိုရခံစားချက်ကိုပေါ်ပြတဲ့ verb တွေစီလဲကျွန်တော်တို့က present continuous နဲ့သုံးလို့မရှိဘူး နောက်တစ်ခု smell တို့ taste တို့ verse describing the sense ကိုရဲ့အာယုံကိုရဲ့ခံစားမှုခံစားမှုဆိုတာစိတ်ခံစားမှုမဟုတ်ဘူးကိုရဲ့အာယုံခံစားမှုကိုဖော်ပြတဲ့ verse တွေကိုလည်းကျွန်တော်တို့က present simple နဲ့သုံးရတယ် present continuous နဲ့မသုံးရဘူးနောက်တစ်ခု consist တို့ contain တို့ last တို့ဒီလိုမျိုး verse တွေ describing permanent qualities အမြဲတစေအီချင်းတွေကိုဖော်ရှိတဲ့အမြဲတစေရှိတဲ့အီချင်းတွေကိုဖော်ပြတဲ့ verse တွေဖြစ်တဲ့ consist တို့ power need တို့ contain တို့ last တို့ဒီလိုမျိုး verse တွေကိုလည်း continuous နဲ့တုံးနေတုံးတာမရှိဘူးတဲ့နောက်တစ်ခု promise swear speech averse promise greedy baby swear ကျင်းကျင်းဆိုဒီပေါ့နော်အဲ့တော့ဒီလိမ speech averse ဆိုတာဒီကျွန်တော်တို့ဗဇက်နဲ့ပြုတ်လောက်တာပေါ့နော်ဗဇက်နဲ့ပြုတ်လောက်တဲ့ verb တွေအဲ promise လုပ်လိုက်တာကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်စိတ်ပိုင်းနဲ့ကိုယ့်ရဲ့ action ကိုလုပ်တာအောင်ကိုယ့်ရဲ့ဗဇက်နဲ့ပဲပြောစကားနဲ့ပဲပြုတ်လောက်တဲ့ verb တွေဒီလိုမျိုး verb တွေကိုလည်း present continuous နဲ့တုံးနေတုံးတာမရှိပါဘူးတဲ့အဲ့တော့ ဒီ valve တွေကိုလည်းကျွန်တော်တို့က pressure gradient test နဲ့မှားမှသုံးမိတတ်တယ်ဒါကြောင့်မို့ဒီ valve တွေကိုလည်းကျွန်တော်တို့ကလေ့လာထားဖို့လိုပါတယ်ဒါဆိုရင်တော့ present continuous ရယ် present simple ရယ်ဘယ်လိုကွာခြားရဲဆိုတာရယ် present continuous မှာအတုံးမပြူတဲ့ valve တွေကိုတည်သွားလိုက်ပြီလို့ထင်တယ်ဒါဆိုကျွန်တော်တို့ great 10 2c မှာပါတယ် grammar ကို exercise ကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင် for it ကျွန်တော်တစ်ချက်ပြောဖို့ကြံနေတာ be in the present continuous verb to be ကို present continuous နဲ့သုံးမယ်ဆိုရင် we use be in the present continuous to talk about current actions behavior rather than about a quality or characteristic ဒီ verb to be ကိုတဲ့ verb to be ဆိုအမစ္စာပေါ့နော်အမစ္စာကိုကျွန်တော်တို့က present continuous နဲ့ရေးလိုက်မယ်ဆိုရင်တဲ့သူ့ရဲ့အရေးအသွေးတွေသူ့ရဲ့လက္ခဏာတွေကိုဖော်ပြတာအထက်ကိုသူ့ရဲ့ current actions ယခုလက်ရှိအပြုအမူနော် နေခုလက်ရှိအပြုတ်မှုကိုပဲပြောချင်တာတဲ့သူ့ရဲ့ characteristic သူ့ရဲ့လက္ခဏာကိုသူပြောတာမဟုတ်ဘူးတဲ့ isabel ကိုကြည့်ရင်ကျွန်တော်ရှင်းသွားလိမ့်မယ်ခဏလောက်ပါကျွန်တော်လေး erase လုပ်လိုက်အောင်မယ် i think she is very really really rude ငါထင်တယ်နော်သူဟာအရန်အရန်ကိုရိုင်းပြနေတာလို့ငါထင်တယ် her behavior နော်အခုရဲ့အခုသူ့ရဲ့ behavior သူ့ရဲ့အပြုတ်မှုကိုပြောတာအရင်ကတော့သူမရိုင်းဘူးအခုလောလောဆယ်သူအရန်ရိုင်းနေတာပေါ့နော်အရန်ရိုင်းနေတာ ီလိုဆိုလိုချင်တာနောက်တစ်ချက်က I think she is rude သူရိုင်းနေလို့ငါထင်တယ်ပြောတော့ကအဲ she is rude လို့ပြောလိုက်ရင်သူဟာအင်္ဂလိပ်ရိုင်းတာအခုလည်းရိုင်းတာအဲ့ဒီအဓိပ္ပာယ်ပေါ့နော်ဒါသူ့ရဲ့လက္ခဏာ a characteristics of her she is a rude person သူဟာရိုင်းတဲ့လူလို့ရေပုံအမြင်ထုံမှပြောလိုက်တာအပေါ်က she is being really really rude ဆိုတော့ကယခုလောလောဆယ်သူရိုင်းနေတာအရင်ကတော့မရိုင်းဘူးအခုတော့သူလောလောဆယ်ရိုင်းနေတဲ့သူ့ရဲ့ current behavior ကိုပဲပြောချင်တာပါဒီအောက်က she is rude to ပြောလိုက်ရင်တော့သူက အမြဲတစေရိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါကတော့ B ကို present continuous နဲ့သုံးမယ်ဆိုရင် quarter တဲ့ quarter ချက်လေးဖြစ်ပါတယ်ဒါဆိုရင် exercise ကိုကြွားကြရအောင် underline the verbs in the sentences which are ကဗတ်တွေကိုမြင်သားပါတဲ့ the first one is done for you as invisible ကျွန်တော်တော့ invisible မလုပ်ပြတော့ဘူးအရန်လွယ်လို့ပါဟုတ်ကဲ့ the teacher always switches off his mobile phone while he is teaching ဆရာကတဲ့သူစတဲ့နေစမှာသူ့ရဲ့ mobile phone ကိုအမြဲတစေပိတ်ထားတယ်တဲ့ ဲ့တော့ valve ကိုရှာကြည့်မယ်ဆိုရင် valve ကတော့ switch off ဖြစ်ပါတယ် freezer valve ပါဟုတ်ကဲ့နောက်တစ်ခု do you believe in the existence of ghost တစ်စိတည်းရဲ့ရှိတယ်ဆိုတာကိုမေ့ယူရလားတဲ့အဲ့တော့အဓိက buff ကတော့ believe ပေါ့နော်ပြည့်ပြည့်စုံပြောမယ်ဆိုရင် do believe လို့ပြောမှကျွန်တော်တို့ကပြည့်စုံမယ်ဒါတော့သဘောပါပဲ i do not usually go to the gym at weekends နေ့တရက်ကနေတွေမှာတဲ့သူ gym ကိုသွားလို့မရှိဘူးတဲ့ ပုံမှန်အဖြစ်တော့ go က verb main verb ပေါ့နော်သို့တော့ do not go လို့ပြောမှပြည်စုံမယ် now for why are you upsetting me by asking personal question ငါရဲ့ကိုကြီးကူတာမေးခွန်းတွေကိုကိုကြီးကူတာကိစ္စမေးခွန်းတွေကိုမေးပြီးတော့မှဘာကြောင့်မို့ငါ့ကိုစစ်ဆေးအောင်လုပ်နေရလဲတဲ့အဲ့တော့အဓိက verb ကတော့ upsetting upsetting တမယ်လို့လို့များတော့ဘူးကျွန်တော်က present continuous ဖြစ်တဲ့အတွက် are upsetting ဖြစ်ပါတယ်နောက်တစ်ခု be serious i'm not joking နော် ငါလိန်နေတာမဟုတ်ဘူးတဲ့တီးပြောနေတာတဲ့နော်အဲ့တော့ I am not joking ဆိုတာဒီ am not joking ဒီ verb ဖြစ်ပါတယ်ဒါ verb ကိုပဲမြန်သားခိုင်းတာမဟုတ်လို့ပါ A good teacher always makes learning enjoyable ဆရာကောင်းတယောက်ဆိုတာတဲ့တင်တင်ကြမှုကိုအမြဲတမ်းဒီနှစ်တဲ့ပျော်ရွှင်ပွဲอ่ะပျော်ရွှင်ပွဲဖြစ်စီတယ်တဲ့ပျော်ရွှင်အောင်လုပ်တယ်ပျော်ရွှင်စီတယ်တဲ့အဲ့တော့ဒီက verb ကတော့ makes ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်အစီအစဉ်ဆုံးမေးလို့ထင်တယ်နံပါတ်စီကိုတော့ကြည့်အောင် check the sentences that are right မှန်ကန်တဲ့ဝါကျတွေကိုအမှန်ချက်ပါတဲ့ circle the verbs that are wrong and give a correct form မှားတဲ့ verb တွေကိုတော့ဝိုင်းပြီးတော့မှာတဲ့မှန်ကန်တဲ့ပုံစံလေးရေးပြပါတဲ့ဒါဆိုရင်ကြည့်ကြရအောင် I work in a public library at the moment ဒီ setting ကမှန်သလားကျွန်တော်ရေးစမ်းသပ်ကြည့်မယ်တိကကတော့ at the moment ဆိုတဲ့အချုပ်ပဲ at the moment ဆိုတာဒီယခုလောလောဆယ်လို့ပြောတာဖြစ်တဲ့အတွက်ယခုလောလောဆယ် temporary သဘောပြောကြည့်ရင် present continuous နဲ့ပဲပြောရမှာဒါကြောင့်မို့ကျွန်တော်တို့က the work ဆိုတဲ့ verb ဒီ မားတယ်ကျွန်တော်တို့ကဘယ်လိုရေးရမလဲ present continuous ဖြစ်တဲ့အတွက် i i ဆိုတော့ i am working လို့ရေးမှမှန်မှာဖြစ်ပါတယ်နံပါတ်2 we are spending next summer in mogul အဲ့တော့ next summer ဆိုတော့ future ဒီအချိန်ပြကရိအချိန်ပြပုတ်ပါတယ်ပေါ့နော် mogul မှာတဲ့နောက်နှစ်ကျရင် mogul မှာကိုအချိန်ကိုဆုံးရမှာဆိုတော့ဒါဒီ plan future arrangement ဖြစ်တယ်အဲ့တော့ back to be plus back to ng အမြဲတမ်း back to ng နဲ့ရေးရမှာ present continuous နဲ့ရေးရတာဖြစ်တဲ့အတွက်ဒီ sentence ဒီမှန်ပါတယ် နောက်တစ်ချက်နောက်တစ်ခု Tuntun is never getting up early ထွန်းဟာဘယ်တော့မှစောစောထမနေဘူးလေဒါကထွန်းထွန်းကစောစောမထတာကသူ့ရဲ့ habits ကိုပြောတာဖြစ်တဲ့အတွက် present tense နဲ့ပဲရေးရမှာ present simple နဲ့ပဲရေးရမှာ present continuous နဲ့ရေးလို့မရဘူးဒီတော့ဒီ is getting up sorry is never sorry ကျွန်တော် getting up ဖြစ်တွေ့ရမှာပေါ့နော် is getting a present verb ကြောင့်မို့ပါ ဲ့တော့ဒီ verb ကြီးကမှားတယ်ကျွန်တော်တို့ကဘယ်လိုရေးရမလဲ twin twin ရဲ့အလေးချင်းဖြစ်တဲ့အတွက် twin twin never present simple နဲ့ guess up လို့ရေးရမှာ twin twin ဒီအနေဖြစ်တဲ့အတွက် guess up ဟုတ်ကဲ့ number 3 number 4 this coat belong to my father ဒီကိုင်းကြီးကကျွန်တော်အဖေရဲ့ဟာတဲ့ဒါဒီဒီ setting ကမှန်နေပါတယ်ဟုတ်ကဲ့ number 5 some birds built their nest out of small trucks out of small trucks ဆိုတာက တက်ခိုင်းတက်ကိုင်းတက်ခက်ကလေးတွေနဲ့လို့ပြောချင်တာ with the more test နဲ့အတူတူပဲတချို့ငှက်တွေကတဲ့တက်ကိုင်းတက်ခက်ကလေးတွေနဲ့သူတို့ရဲ့အတိုက်အုံကိုပြုလုပ်ကြရတယ်ဒါဒီငှက်တွေရဲ့ characteristics เนาะအများအားမှန်နေတဲ့အမှန်တရားအကြောင်းမူသူ့ကို present simple နဲ့ရေးရတာဒါလည်းမှန်ပါတယ် nemesis i'm usually going to work by bicycle ကျွန်တော်တဲ့အလုတ်ကိုအများအားမဲ့စပိန်နဲ့သွားနေတာတဲ့အလုတ်ကိုအများအားစပိန်နဲ့သွားနေတာဒီသူ့ရဲ့ဒီ habit ကိုပြောချင်တာပေါ့နော်အဲကြောင့်မို့ဒီဟာက present continuous နဲ့ရေးထားတာဆိုတော့ဒါဒီမားတယ်ကျွန်တော်တို့ဘယ်လိုရေးရမလဲသူအလေးထားပြောချင်တာဖြစ်တဲ့အတွက် I am usually going ကို I usually go လို့ပဲရေးရမယ် I usually go number 7 when does a child begin to walk ကလေးတယောက်ကဘယ်အချိန်မှစပြီးတော့မှလမ်းလျှောက်တာလဲတဲ့ဒါလည်းကလေးတယောက်ရဲ့ characteristics ခိုင်ကလေးတယောက်ရဲ့ behavior ကိုမေးတာဖြစ်တဲ့အတွက်သူ့ကိုလည်း present simple နဲ့ပဲရေးရမယ်ဒါကြောင့်မို့ဒီ setting ကမှန်ပါတယ် look the gay dance beautifully look ကြည်စမ်းဆိုတဲ့စကားပြောနေစမှာဖြစ်ဖြစ်နေတာစကားပြောနေစမှာဖြစ်ဖြစ်နေရင် present continuous ကိုပဲသုံးအောင်မှာဒါကြောင့်မို့ dance ဆိုတဲ့ verb ကမားတယ်ကျွန်တော်ဘယ်လိုရေးရမလဲ the girl ဆိုတဲ့အတွက် is dancing ပေါ့ဗျာအမှန်တိုင်း in the picture ပုံထဲမှာတဲ့ we all smiling eat next happily ပုံထဲမှာတဲ့ကျွန်တော်တို့ကပြုံးပြီးတော့မှပြုံးလဲပြုံးနေတဲ့မုံတွေကိုပြပရွှေရွှေနဲ့စားတယ်တဲ့အဲ့တော့ in the picture ပုံထဲမှာဆိုတော့ ပြုံးနေမှာပေါ့ဗျာအမျက်တစ်စီပြုံးနေမှာပချင်ကြည့်လိုက်ကြည့်လေပုံတော့မကြည့်လိုက်ပြုံးနေမှာဆိုတော့ဒါကပြုံးနေသည်ဆိုတော့ပြုံးနေတယ်စားနေတယ်လို့ဖြစ်ရမှာပေါ့နော်အဲ့တော့သူ့ကိုလည်း present continuous နဲ့ရေးမှာပဲအဆင်ပြေမှာကျွန်တော်တို့ကဒါကြောင့်မို့ are smiley ပေါ့ we ဖြစ်တဲ့အတွက် are သုံးရတာပါ plus 1 i'm not liking to wear too much makeup wear makeup ဆိုတာက makeup lengthy ကိုပြောတာကျွန်တော် makeup အများကြီးလင်းရတာကိုမကြိုက်ဘူးတဲ့အဲ့တော့ဒီနေ့မှာ like ကိုယ့်ရဲ့ mental process တွေကိုဖော်ပြတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့ verb တွေဆိုရင်ကျွန်တော်တို့က present continuous နဲ့ရေးလေရေးထားမှရှိဘူးဒါကြောင့်မို့သူ့ကိုကျွန်တော်တို့က present simple နဲ့ရေးရမယ် i am not liking လို့မရဘူး i အငင်းဖြစ်တဲ့တွေ i do not like ဖြစ်ရမှာပေါ့နော် sorry ကျွန်တော်ဒီမှာကျွန်တော်မှားထားတယ် do not like ဖြစ်ရမှာ do do not like โอเคပါတောင်းပန်ပါတယ်တိခံပေးပါ do not like ဟုတ်ကဲ့ပါဒါဆိုအားလုံးစီမံတော့မယ်လို့ထင်တယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရှုအားပေးပြီးတော့မှ subscribe လုပ်ပေးကြတဲ့တူချင်းတောက်ချင်းစီကိုကျေးဇူးတင်ပါတယ် subscribe လုပ်ပေးကြတဲ့အတွက်လည်းအင်တန်ကိုအားရနေဖြစ်ရလို့ပါဒါကြောင့်မို့ကျွန်တော် channel လေးကို subscribe မလုပ်သေးဘူးဆိုရင်လည်း subscribe လုပ်ပေးခဲ့ဖို့အားလုံးနဲ့ပဲမြတ်တမ်းရခံပြစေဗီဒီယိုလေးကိုစုတိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင် bye bye